ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့အချိန်ခါသာမညလေးဖြစ်ပါစေတင်တို့အားလုံးလည်းပဲစိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပြီးတော့ဘုရားသခင်ရဲ့ကောင်းချီးချမ်းသာကိုခံစားပြီးတော့အရောက်တိုင်းဝမ်းမြောက်နိုင်ကြပါစေချစ်တော်မိတ်ဆွေပေါင်းတို့ဒီနေ့မှာတော့ချစ်တော်မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ဆူတောင်းတဲ့အရာတွေဘာကြောင့်မရတာလဲတခါလေတချို့ကတော့ပြောကြတယ်ငါတို့ဆူတောင်းတာပဲဘုရားဒီမှာတောင်းတော့တောင်းတာပဲဒါပေမဲ့ဘုရားကမပေးပါလား ဘုရားကဆိုရှင်ငါတို့တောင်းတဲ့ခါမှာဆိုရှင်ငါတို့တောင်းဘုရားကိုဆုတောင်းလေတယ်ငါတို့ဒုက္ခရောက်လေလေပဲတချို့ကဆိုရှင်ကျွန်တော်ကအားမလို့အားမရဖြစ်နေကြတယ်နော်တောင်းတိုင်းလဲဘာကြောင့်မရရတာလဲဘာကြောင့်ကျွန်တော်ဆုတောင်းတော်ညာလဲပဲမရရတာလဲဒါတော့ကျွန်တော်မှာဆိုရှင်နေရွက်ဝက်ချက်တွေရှိတယ်ဒါတမန်ကျမ်းတော်မှာတော့အဖြေရှိတယ်နော်တမန်ကျမ်းသာကကျွန်တော်ကိုအဖြေပေးထားတယ်ဒီနေ့မိမိဆုတောင်းတဲ့ခါမှာဘာကြောင့်ဆုတောင်းတယ်လို့မရရတာလဲဆိုတော့ ။ဘာကြောင့်မရရတာလဲဆိုရင်တမချန်းစာကိုစင်ကြပြီးမှကျွန်တော်တို့ဆူတောင်းခြင်းကောင်းမြတ်တော်ဆူတောင်းခြင်းနဲ့မှန်ကန်တဲ့ဆူတောင်းခြင်းမျိုးနဲ့တောင်းလျှောက်သွားဖို့ရန်အတွက်ဖြစ်ပါတယ်။ဒါရှင်ရကုတ်ခိုင်းလေးပိုင်းငယ်၃မှာဆူတောင်းလျင်လောကစည်းစိမ်ခံစားစရာဖို့ရှိစေခြင်းက အလွဲတောင်းသောကြောင့်မရကြတဲ့နော်။ဒီနေ့ကျွန်တော်တို့တခါလေးကျွန်တော်တို့ကိုယ်တိုင်ကဘာဖြစ်ကြလဲ။သူတို့ဘာတွေကောင်းစားတာတွေ့တယ်။သူတို့ဘာတွေကားနဲ့တိုက်နေနေတာတွေ့တယ်။ သူတို့ဘားတွေအစင်ပြေတာတွေ့တယ်ကိုလည်းပဲသူတို့ဘားလိုအစင်ပြေခြင်းနဲ့အဲ့တို့ကြောင့်ဘုရားသခင်မှာဗာတောင်းတယ်လောကစီစိန်ကိုတောင်းတယ်နော်ဘုရားသခင်မှာဆိုရှင်သူတို့ဘားချမ်းသာသူတို့ကျွန်တော်လည်းပဲချမ်းသာခြင်းနဲ့သူတို့ဘားကားစီသူတို့ကျွန်တော်လည်းကားစီခြင်းနဲ့ကိုတော့ကျွန်တော်ကိုကားပေးပါကိုတော့ကျွန်တော်တိုက်ပေးပါစသည်အဖြစ်ကျွန်တော်ကဆိုရှင်မိမိရဲ့လိုအပ်ချက်တဲ့မိမိလိုချင်တာတွေကိုဘုရားသခင်မှာ တောင်းတယ်မတောင်းတဲ့အခါမှာကျတော့တောင်းတာမှားနေတာလေနော်တောင်းတာမှားနေတာဒီနေ့ကျွန်တော်ကဆိုရှင် လိုချင်တာကိုတောင်းတဲ့ခါကျတော့ဘုရားသခင်ကတော့အလုံးစုံပြည့်စုံတဲ့ဘုရားဖြစ်တယ်။တင်တောင်းတဲ့ခါမှာမပေးနိုင်တာလည်းမရှိဘူး။ဒါမဲ့တင်လိုချင်တာကိုဘုရားကသိတယ်။ဒါမဲ့တင်လိုအပ်ချက်ကိုဘုရားပို့နားလေတယ်။တင်ပါလိုအပ်လေဆိုတာလိုအပ်တာကိုပေါ့ဘုရားပေးမှာပဲ။ဒါဒီနေ့ကျွန်တော်ဆူတောင်းတိုင်းဘာလို့မရတာလဲဆိုတော့လောကစည်းစိမ်ခံစားစရာဖို့ရှေ့စေခြင်းကအလွဲတောင်းသောကြောင့်မရကြတဲ့။ဒါနှုတ်ကပတ်တော်ကကျွန်တော်ကိုမိန့်မာထားတာဖြစ်တယ်ကျွန်တော်ကိုပေါ်ပြ ီးတော့တုံ့တင်ထားတာတွေ့ရနိုင်မယ်။ဒါဒီနေ့ကျွန်တော်တောင်းတိုင်းဘာလို့မရတာလဲ။နော်ဒါဒီနေ့ဒီဒီအချက်တွေတွေ့ရမယ်။ဒါမှလည်းစာလန်ကျန်ခိုင်း66ပိုင်းငယ်78မှာငါဒီစိတ်နှလုံးထဲမှာအပြစ်ဒုစရိုက်ကိုငဲ့ကွက်လျင်ဘုရားသခင်သည်နားထောင်တော်မမူတဲ့။ဒီနေ့ကျွန်တော်တို့ရှင်တော့စိတ်နှလုံးထဲမှာမိမိမှာလို့ရှင် ပြုတ်မြဲပြုတ်နေတဲ့အပြစ်တွေကိုငဲ့ကွက်ထားမယ်ဆိုရင်တော့သင်ဟာဘုရားဒီမှာဘလောက်တောင်းတောင်းမရဘူးတဲ့မရဘူး ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဆိုရှင်ဘုရားတိသွားတဲ့ခါမှာနောင်ဒရပြီးတော့ဘုရားသခင်ထံမှာတိုးရှိုးတောင်းမှန်ပြီးတော့ဘုရားမိမိရဲ့အပြစ်ကိုခွင်းလွှတ်ဖို့တောင်းမှန်ပြီးမှเนาะကျွန်တော်ကဆိုရှင်တော့ဘုရားကဆိုရှင်ကျွန်တော်ကအပြစ်ကိုကွယ်ဝဲမထားဘဲနဲ့ဘုရားဒီမှာတောင်းမှန်မှကျွန်တော်ကဘုရားပေးမဲ့ကောင်းချီးစုကျေးဇူးရမှာဖြစ်တယ်။ဒါမဲ့ကျွန်တော်လူလောကပုလူတွေလူသားတွေကတော့ဘုရားရှိမှသွားပြီးတော့ဘုရားကအလုံးစုံကိုတည်တယ်လေ။ ဘလို့သဘောနဲ့လာတယ်လေလူသဘောလူမနှောကိုနားလေတာကဖျားပဲလေဖျားကတလောက်သိရှိတဲ့ဖျားထံမှာကျုပ်သွားတဲ့ခါမှာတခါတလေမှာကျွန်တော်ကဆိုရှင်ထိန်ဝက်ထားကြတယ်ကိုယ့်ရဲ့ညီကိုချင်းချင်းအပြစ်မလွတ်နိုင်ဘူးကိုယ့်ရဲ့အမှုတော်ဆောင်ချင်းချင်းအပြစ်မလွတ်နိုင်ကြဘူးကိုယ့်ရဲ့အပေါင်းဘော်ချင်းချင်းမှလည်းအပြစ်မလွတ်နိုင်ဘူးတယောက်နဲ့တယောက်ပေါ်မှာဆိုရှင်အညိုတီးတွေထားကြတော့မယ်စိတ်ထဲမှာဆိုရှင်လည်းပဲညှို့ညင်မှုတွေရှိနေတော့မယ်ဖျားကုံတိတယ်ချစ်တဲ့မိတ်ဆွေ ်သင်ကိုခရီစိတ်တွင်းကြသင်ရဲ့စိတ်နေသဘောထားကိုနားလေသဘောပေါက်တာကဖျားပဲလေနောက်ဘုရားသခင်ဒီမှာသွားတဲ့ခါမှာတဲ့အပြစ်ကိုငဲကွက်ထားမယ်ဆိုရင်ဒူးစရိုက်ကိုငဲကွက်နေမယ်ဆိုရင်တော့သင်ကားလို့ရှိရင်ဆူတောင်းသမျှရမှာမဟုတ်ဘူးတဲ့ဘုရားနားထောင်မှာမဟုတ်ဘူးနော်ဒူးစရိုက်လို့ပြောတဲ့ခါမှာသင်နေတဲ့ဟောဘုရားမကြိုက်တဲ့အစားတောက်တွေစားတယ်ကုံဝါမယ်စိတ်လေးတောင်းမယ်အရက်တောင်းမယ်နော်ဘုရားသားသမီးပါပြောပြီးတော့သင်လှုပ်ချင်တာလှုပ်နေမယ်ဆိုလို့ရှိရင်လည်းဘုရားက ပေးမှာမဟုတ်ဘူးเนาะတင်ကောင်းသားသွားရင်လည်းပဲတင့်နေတဲ့ဒီဇာတိသဘောတွေကိုလိုက်ပြီးတော့ဆွန့်လွတ်နိုင်မှာမဟုတ်တာเนาะတင့်ရဲ့ခန္ဓာကိုယ်ကဘုရားသခင်ရဲ့ဗိမာန်တော်လို့ပြောတဲ့ခါမှာတင့်နေတဲ့ညဉ့်ညမ်းတဲ့အရာတွေကိုပဲဆက်ပြီးတော့သုံးနေမယ်အသုံးပြုနေမယ်ဘုရားကိုတော့ဆုတောင်းတယ်ဆုတောင်းပြီးတော့တင်နေတယ်ဘယ်လိုဆိုတော့ဘလောက်ပဲဆုတောင်းတောင်းတင့်ရဲ့ဇာတိကိုကွယ်ဝက်ထားမယ်ဆိုလို့ငဲ့ကွက်နေမယ်ဆိုရင်တော့တင်ဆုတောင်းလို့ဆုတောင်းတဲ့မြတ်ကိုရမှာမဟုတ်ဘူးချစ်တတ်မိတ်ဆွေပေါ့တို့တောက်တန်ကြိုက်ခိုင်းတဲ့ဆက်ရှိပိုင်းငယ်ကိုမှာ တရားမနာလွဲသွားသောသူသည်ဆူတောင်းတော်လေသူဤပဏနာစကားသည်ဆက်ဆုပ်ရွှေရှာပွဲဖြစ်၏เนาะဖရာတရားနဲ့ပြောရင်တော့နားမထောင်ဘူးเนาะဖရာကိုယုံတယ်ယုံတယ်ပြောတယ်တရားစကားပြောရင်နားမထောင်ဘူးတရားလည်းမနာဘူးတလွဲပဲလိုက်နေတဲ့လွဲသွားတဲ့သူတွေဖရာထမတော့သွားပြီးတော့ဆူတောင်းတယ် ဘလို့ပဲတင့်နေတဲ့အဲဒီလိုမျိုးပရဏစကားနဲ့ဘုရားဒီမှာဘလောက်ပဲတောင်းလျှောက်ရှောက်တဲ့ဘုရားသခင်ရှေ့မှာဆဲဆုပ်ရုံရှာပွဲဖြစ်တယ်နော်။ဘာကြောင့်လဲ။ဘုရားတရားနဲ့ပြောပြီဆိုရင်တင့်နေတဲ့နားမထောင်ဘူးနော်။ဘုရားတရားနဲ့ပြောပြီဆိုရင်သင်ကရှောင်ထွက်သွားတယ်။ရှောင်ထွက်သွားပြီးမှဘုရားသခင်ကိုတော့လိုချင်တာတော့တောင်းနေဆိုရင်တော့သင်ရလို့ရှိရင်ဘုရားရဲ့ရှေ့မှာဆဲဆုပ်ရုံရှာပွဲဖြစ်တယ်တဲ့။ဒါတမန်ကျမ်းစာကကျွန်တော်တို့ကို ြောထားတာเนาะဘုရားရဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုမိန့်မာထားတာတွေ့ရတယ်မြင်ဒါကျွန်တော်ကျမ်းသာတော်များကစူတောင်းဖို့အသင့်တော်ဆုံးအချိန်ကဘယ်အချိန်ဖြစ်တယ်လို့ဖော်ပြထားတယ်လေဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့စာလံကျမ်းခန်းကြီး95ပိုင်ငယ်16ခုနှစ်ကိုကြည့်တဲ့အခါမှာညာဦးအချိန်နန်းတဲ့အချိန်မောတဲ့အချိန်တို့၌ငါသည်ညေးတွားမိတမ်း၍ငါ၏တန်ကိုကြားတော်မူမည်စူတောင်းတဲ့အခါမှာညာဦးအချိန်နန်းတဲ့အချိန်မောတဲ့အချိန်ဒါကျွန်တော်ကြည့်လိုက်တဲ့အခါမှာတော့ အချိန်၃ချိန်ပေးတဲ့အခါမှာတစ်နေ့၃ချိန်တော့ပုံမှန်ဆူတောင်းရလိမ့်မယ်လို့တော့တမချန်းသာကဖော်ပြထားတာတွေ့ရလိမ့်မယ်နော်အ ਨੇ သုံးတာတစ်နေ့၃ချိန်ပဲနော်နည်းနည်းရံဝတ်ရှိမယ်ညအောင်ရံဝတ်ရှိမယ်နေခင်မောတဲ့တဲ့ခါမှာလည်းပဲဘုရားသခင်တမဆူတောင်းကြမယ်နော်ဒါကကျွန်တော်ဆူတောင်းခြင်းမှုအမြဲပြုနိုင်ဖို့ရန်အတွက်ဒါပုံမှန်လုပ်နိုင်ဖို့ရန်အတွက်အလုံးမပင်ရည်ကြီးပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဆူတောင်းတဲ့အတိုင်းရဖို့ရန်အတွက် ဒါကြောင့်ဆူတောင်းတဲ့အတိုင်းရလျင်ဘယ်အတွက်ကြောင့်ရတယ်လဲနော်ဒါကြောင့်ဒီနေ့ဆူတောင်းဆူတောင်းတဲ့ခေါင်းကဆူတောင်းတဲ့ခါမှာဘာကြောင့်မရတာလဲအခုတော့ဆူတောင်းတဲ့အတိုင်းရတာဘာကြောင့်လဲဆိုတော့နှုတ်ကပါတော်တမန်ကျမ်းစာထဲမှာဖော်ပြထားတယ်ရှင်ယောခရစ်ဝင်ဩဝါဒစာဩဝါဒစာပထမဆောင်ခန်းကြီး3ပိုင်းငယ်20နှစ်မှာနော်ရှင်ယောရှင်ယောခရစ်ဝင်ပထမရှင်ယောခရစ်ဝင်ရှင်ယောဟောဩဝါဒစာပထမဆောင်ခန်းကြီး3ပိုင်းငယ်20နှစ်မှာ ငါတို့သည်ပညတ်တော်တို့ကိုစောင့်ရှောက်၍နှစ်သက်တော်မူသောအချင်းတို့ကိုကျင့်သောကြောင့်ဆူတောင်းသများတို့ကိုဘုရားသခင်ထံတော်မှာရကြ၏ခုနဘာကြောင့်မရတာလဲဘုရားရဲ့လူတော်နဲ့မကိုင်းညီလို့မရတာအခုကဘာကြောင့်ရတာလဲဘုရားလူတော်နဲ့ညီတဲ့အတွက်ကြောင့်ရတာဖြစ်တယ်မတမာကျမ်းသာဘာပြောတတ်လဲငါတို့သည်ပညတ်တော်တို့ကိုစောင့်ရှောက်တယ်ဘုရားရဲ့ပညတ်တော်ကိုမစောင့်ရှောက်ဘဲနဲ့နေပြီးတော့ကျွန်တော်ကလောကမှာလူအနေနဲ့အသက်ရှင်ပြီးတော့ဘုရားသားသမီးပါဆိုပြီးတော့ ဖခင်ရဲ့ပညာတော်အတိုင်းမလိုက်မလျှောက်ပဲနဲ့ကျွန်တော်ကိုယ်တိုင်ကကြင်ကြံသွားလာလှုပ်ရှားနေမယ်ဆိုဖခင်ဒီမှာတင်ဘလောက်ပဲတောင်းတောင်းရမှာမဟုတ်ဘူးဒါမဲ့ဒီမှာတမန်ကျမ်းစာကတော့ရရချင်းရဲ့အကြောင်းရင်းကတော့ပညာတော်တို့ကိုစောက်ရှောက်၍နှစ်သက်တော်မူသောကျင့်တို့ကိုကျင့်သောကြောင့်ဆုတောင်းသမျှတို့ကိုဘုရားသခင်ထံမှရကြ၏နော်ဒါဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဘုရားသခင်နှစ်သက်ဖွယ်သောအကျင့်တို့ကိုကျွန်တော်ကကြင့်ကြံအားထုတ်ပြီးတော့ကျွန်တော် အသက်ရှင်မှသာလျင်ကျတို့ဆုတ်တောင်းသမျှကိုဘုရားသခင်တန်တော်မှရကြမှာဖြစ်တယ်။ဒါဆိုရင်ဘာကြောင့်ဆုတ်တောင်းတာမရတာလဲ။နံပါတ်1တစ်ချက်လောကစည်းစိမ်အတွက်တောင်းတာအတွက်ကြောင့်မရတာ။နံပါတ်2တစ်ချက်အပြစ်ကိုကွယ်ဝှက်ထားတဲ့ဒုစရိုက်ကိုငှက်ကွက်နေတဲ့အတွက်ကြောင့်ကျတို့ဆုတ်တောင်းတဲ့အခါမှာမရတာဖြစ်တယ်။နောက်ကျတို့ဆုတ်တောင်းတဲ့အခါမှာဘာကြောင့်မရတာလဲဆိုတော့ကျွန်တော်ကဆိုရှင်တရားကိုမနာဘူး ဖယားတရားပြောရင်တခါလို့ရင်တလွဲထွက်သွားပြီးတော့တရားစကားနားမထောင်ဘဲနဲ့ကျွန်တော်အားလုံးကဆုတောင်းပရဏပြုတဲ့အတွက်ကြောင့်မရတာဖြစ်တယ်ဒါအချက်၃ချက်အဲ့ဒီအချက်၃ချက်ကိုသင်ရှောင်နိုင်ရင်တော့သင်ဟာလို့ရှင်လုံးဝဆုတောင်းတဲ့အတိုင်းရမှာဖြစ်တယ်။အဲဆုတောင်းတဲ့ခါမှာလည်းပဲကျွန်တော်အားလုံးကတစ်ချိန်တစ်ခါပဲဆုတောင်းမှာပဲလေ။ညာဦးအချိန်နန်းတဲ့အချိန်မွန်းတဲ့အချိန်နောက်တော့မှာလို့ရှင်ညီးတွားမြည်တမ်းပြီးတော့ကျွန်တော်ဖရာသခင်မှာ အတန်ကိုပြုတ်ပြီးတော့ဆူတောင်းရမှာဖြစ်ပါတယ်တဲ့အဲဆူတောင်းတဲ့ခါမှလို့ရှင်တကယ်အကျိုးထူးအကျေးဇူးကောင်းချီးမင်္ဂလာတွေအပြည့်အဝခံစားရမယ်အရာကတော့ဘလိုမျိုးအခြေအနေမျိုးမှာရရှိမလဲဆိုတော့ပညာတော်တို့ကိုစောက်ရှောက်ပြီးတော့ဘုရားသခင်နှစ်သက်ဖွယ်တော့အချင်းကိုကျင့်တဲ့သူကတောင်းရင်တောင်းတဲ့အတိုင်းဘုရားသခင်ကရမယ်နော်ဒါဆိုရင်ချစ်တဲ့မိတ်ဆွေတို့ဒီနေ့သင်ဆူတောင်းတဲ့အခါမှာရဖို့ရန်အတွက်သင် ဘာလုပ်ရမလဲသင်စုတောင်းတိုင်းမရတာဘာကြောက်လဲဆိုတာကိုဒီနေ့နှုတ်ကပတ်တော်ကသင်ကိုဖော်ပြလိုက်တာဖြစ်တယ်ဒါဒီနေ့ဒီနှုတ်ကပတ်တော်ကိုအားလုံးအတူတကွပြန်လဲပြီးတော့နားထောင်ဆင်ခြင်ကြရအောင်เนาะရှင်ရကုတ်ခန်းကြီး၄ပိုက်ငယ်၃ပါစုတောင်းလျင်လောကစည်းစိမ်ခံစားစရာဖို့ရှိစေခြင်းကအလွဲတောင်းသောကြောင့်မရကြစာလံကျမ်းခန်း66ပိုက်ငယ်18မှာငါသည်စိတ်နှလုံးထဲမှာအပြစ်ဒုစရိုက်ကိုငဲ့ကွက်လျင် ဖျားသခင်သည်နားထောင်တော်မမူတဲ့တောက်တန်ကြံခိုင်း28ပိုင်းငယ်ကိုပါတရားမနာလွဲသွားတော်သူသည်စူတောင်းတော်လေသူဤပန္နနာစကားသည်ဆက်စောယွန်ရှာပွဲဖြစ်၏နောက်ပြီးတော့စူတောင်းတဲ့ခါမှာဘယ်လိုစူတောင်းရမလဲစာလံကျမ်းခန်းကြီး55ပိုင်းငယ်19မှာညာဝတ်ချိန်နန်းတဲ့ချိန်မွန်တဲ့အချိန်တို့၌ငါသည်ညီးတွားမိတတ်၍ငါရည်တံကိုကြားတော်မူမည် ရှင်ဟောခရစ်မြတ်ပထမဆောင်အခန်းကြီး၃ပိုင်း၂၂မှာငါတို့ဒီပညာတော်တို့ကိုစောက်ရှောက်၍နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်တော်ကြောင်းဆုတောင်းသမျှတို့ကိုဘုရားသခင်ထံတော်မှရကြမည်ဆိုပြီးတော့ဖော်ပြထားတဲ့အတိုင်းပဲဒီနေ့ဆုတောင်းတဲ့အခါမှာ တောင်းတဲ့အတိုင်းဘာကြောင့်မရတာလဲဆုတောင်းတဲ့အခါမှာတောင်းတဲ့အတိုင်းဘယ်အတွက်ကြောင့်ရတာလဲဆိုတာကိုဒီနေ့ ျွန်တော်ကိုယ်တိုင်ကနှိုင်းရှင်ပြီးတော့လေးလာခဲ့တဲ့အခါမှာဒီနေ့စူတောင်းနီစူတောင်းမှန်တဲ့ဘုရားသခင်ထံမှာချင်းကပ်ပြီးတော့ဘုရားရဲ့ပေးတဲ့ကောင်းချီးစုကျေးဇူးကိုအထုခံစားရပြီးတော့အရောက်တိုင်းဝမ်းမြောက်ပြီးတော့ဘုရားရဲ့ဂုဏ်တော်နာမတွေကိုချီးမွမ်းပြီးတော့ဘုရားရဲ့တသက်တည်ခံကောင်းများအရောက်စီတိုင်းဖြစ်ကြပါစေကြောင်းစူတောင်းဆန္ဒပြုလိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပါဖျားကောင်းချီးချပေးပါစေ thank you